မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘုံမြို့နယ်ဆေဗင်ကျွန်းပြူစောတီရွာကိုတိုက်ခိုက်သိမ်းပိုင်မှုပြူစောတီတအုပ်သိဆုံးပြီး၁၈ဦးအရှင်ဖမ်းမိကလက်နက်ဆက်လက်သိမ်းစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတီရွာကိုတိုက်ခိုက်သိမ်းပိုက်ရာပြူစောတီတဦးသေဆုံးပြီး၁၈ဦးအရှင်ဖမ်းမိကလက်နက်ဆဲလက်သိမ်းစီရရှိခဲ့ကြောင်းရွှေဘုံခရိုင်အမှတ်၁၈တရင်တက်ထောက်တာဝန်ခံ ပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကသတင်းဌာနသို့ပြောဆိုပါရယ်ဇွန်လ9ရက်နေ့နနက်အစောပိုင်း9:30မိနစ်မှစတင်၍7တွန်းပြူစောတီဘောက်ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစတင်ချင်းကတ်တိုက်ခိုက်ခဲ့ပြီးအပြန်လည်ထိတွေ့တိုက်ပွဲဖြစ်ပွားကနနက်6:55မိနစ်ခန့်တွင်ပြူစောတီအထိုင်စက္ကန့်တစ်ခုလုံးကိုအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အကြံဖတ်စစ်တပ်မှလည်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုဝိုင်းတွဲဖြင့်ဘုံသီး၁၉လုံးကျဲချတိုက်ခိုက်ပြီး ပြူစောတိရွာများကလည်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုများလှုံ့ဆော်ခဲ့တော့လေထော်လန်ရေးတပ်ဖွဲ့ဝင်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာလိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်ပြူစောတိတို့အုပ်သေးဆုံးပြီးပြူစောတိ၁၈ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းထို့ပြင်ပြူစောတိများထံမှာ G3 တနက်နှစ်လက်၊ကာပိုင်တနက်၆လက်၊စနစ်ဘုတနက်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းများကိုတင်စီရမိခဲ့ကြောင်းသိရပါတယ်။ထို့အထိုင်စခန်းမှာပြူစော်တီများသည့်ကျေးရွာအတွင်းရှိအမျိုးသမီးငယ်များကိုမရင်ကျင်ကျင်တက်ဖြတ်ခြင်းနဲ့တခြားရွာမှပြည်သူများကိုလည်းပြစ်ခတ်တက်ဖြတ်ခြင်းများကိုလည်းကျူးလွန်နေသူများဖြစ်ကြောင်းသိရသည်။ဆေဗင်ကျွန်းပြူစော်တီရွာကိုအပြန်အလှန်တိုက်ခိုက်ရင်းနဲ့မိုးမလင်းခင်ပဲပြူစော်တီအထိုင်စခန်းအလုံးကိုတိမ့်ပိုင်နိုင်ခဲ့တယ်။ ပြူစောတိအသေးတကောင်နဲ့အရှင်ဆက်ရှစ်ကောင်ကိုလက်ရဖမ်းဆီးရမိခဲ့တယ်။အဲဇကန်ကပြူစောတိတွေကသူတို့ရွာထဲနေတဲ့အမျိုးသမီးငယ်တွေကိုအလိုမတူပဲမရင်းကျင်တာလူသက်တာတွေနဲ့တခြားရွာကပြည်သူများကိုလည်းပြစ်ခတ်တက်ဖြတ်တာတွေကျူးလွန်နေကြတာပါဟုရွှေဘိုခရိုင်အမှတ်၈၈တရင်မှာတက်ထောက်တာဝန်ခံချောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်23ဆက်ရှင်1526 9006 1901တက်ရင်နဲ့နေမြေပကဖအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီလက်အောက်ခံနန်းစီရင်ဝန်ထမ်းများကိုနိုင်ငံတော်ပုံကံမှုတွင်ပူးပေါင်းပါဝင်မှုအပါအဝင်ပုံမများစွာဖြင့်တရားစွဲအရေးယူမည်ဥပဒေပြဋ္ဌာန်းနှင့်ဆွေးနွေးတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံနန်းစီရင်ဝန်ထမ်းများကို နိုင်ငံတော်ပုံကံမှုတွင်ပူးပေါင်းပါဝင်မှုအပါအဝင် ပုံမှန်များစွာဖြင့်တရားစွဲဆိုအရေးယူမိဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကရှမန်နီပြဋ္ဌာန်းလိုက်ပါတယ်။ရှမန်နီဇွန်လ23ရက်နေ့ CRPH ကအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်တန်းဥပဒေကိုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ CDM အောင်မြင်ရေးကော်မတီ CDM ဆက်ဆက်ကော်မတီကပေးပို့လာသော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝင်နဲ့ဥပဒေကိုပြည်တော်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဥပဒေတွင် CDN နိုင်ငံဝန်ထမ်းများ၏နိုင်ငံရေးခံယူချက်အားလေးစားတန်ဖိုးထား၍နိုင်ငံသားအခွင့်အရေးနှင့်အခြေခံလူအခွင့်အရေးအားအကာအကွယ်ပေးရန် CDN နိုင်ငံဝန်ထမ်းများအားလေးစားဂုဏ်ပြုသည့် CDN နိုင်ငံဝန်ထမ်းများအားလေးစားဂုဏ်ပြုအပ်သည့်ဝန်ထမ်းကောင်းများအဖြစ်အတိမတ်ပြုခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းများကိုထိရောက်စွာဆောင်ရွက်ရန် CDN နိုင်ငံဝန်ထမ်းများ၏ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစွမ်းရည်များစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်လိုအပ်သောအကူအညီများ ပံ့ပိုးပေးရန်စီဒီအန်နိုင်ငံဝန်ထမ်းများ၏နေနာမှုများနှင့်လူအခွင့်အရေးချိုးပေါက်ခံရမှုများကိုရှာဖွေဖော်ထုတ်ပြီးပြန်လည်ကူစားပေးခြင်းနှင့်အမှန်တရားနှင့်တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းအစီအမံများဆောင်ရွက်ရန်ရည်ရွယ်ကြောင်းသိရပါသည်။ထို့ပြင်ဂုံတိုက်ခါရှိပြီးအမှန်တရားနှင့်တရားမျှတမှုကိုတန်ဖိုးထားသော Federal Democracy ပြည်ထောင်စုနှင့်ကိုင်ညီသည့်နိုင်ငံဝန်ထမ်းရန်နေရာကိုဖော်ဆောင်ရာတွင်အထောက်အကူဖြစ်စေရန်စီဒီအန်နိုင်ငံဝန်ထမ်းများ၏မြင့်မြတ်သောခံယူချက်နှင့်စိတ်ဓာတ်များရေရှည်တည်ထောင်စေရန်စီ CDM မလုံသောနိုင်ငံဝန်ထမ်းများကိုဥပဒေနှင့်အညီစီစေ၍၎င်းတို့၏ပြုလုပ်မှုပြက်ကွက်မှုများအပေါ်အေးအေးယူမှုများပြုလုပ်ရန်ဆိုသောရည်ရွယ်ချက်များပါဝင်ကြောင်းသိရပါသည် CRPH ကပြဋ္ဌာန်းထားသောအကြမ်းမဖက်အာဏာဖီဆန့်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်နှင့်ဥပဒေပုံမှန်၁၆တွင်နန်း CDM ဝန်ထမ်းများကိုအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏နိုင်ငံတော်ပုံကံမှုတွင်ပူးပေါင်းပါဝင်ခြင်းအပါအဝင်ပုံမှန်၁၆ကကြီးခါခွေကငယ်ကကြီးငါတို့ဖြင့်တရားစွဲသွားမည်ဖြစ်ကြောင်း ို့ရတွင်နန်းစီရီယံဝန်ထမ်းတအူအနေဖြင့်တော်လန်ရေးအောင်မြင်စေရန်ဆောင်ရွက်မှုတရရက်တွင်ထိရောက်စွာပါဝင်ကူညီခဲ့ကြောင်းခိုင်လုံသောအထောက်အထားတွေ့ရှိပါကအဆိုပါဝန်ထမ်းကိုအရေးယူခြင်းမှကင်းလွတ်ခွင့်နှင့်သက်သာခွင့်ပြုနိုင်ကြောင်းပြဋ္ဌာန်းထားသည်ဆလပီကြောက်ရရဲ့စကမ်းမှာရဲတက်ချက်တအူကလက်နက်နဲ့အတူမိသားစုလိုက်အလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စကိုင်းတိုင်းမြောင်းမြို့နယ်ကြောက်ရရဲ့စကမ်းမှာတက်ချက်ကြီးတအူက လက်နက်ခရဲနဲ့အတူမိသားစုကိုပါခေါ်ဆောင်ပြီးဆက်သွယ်အလွင်ဝင်လာခဲ့တဲ့လို့ရင်းမာပင်ခရိုင်တရင်အမှတ်30 ADPRA ကဂျမန်နီကထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ12ရက်နေ့မှာကြောက်ရရဲစခန်းမှာစစ်ကောင်စီရဲတပ်ချက်ကျော်မင်းရန်ဟာမိသားစုကိုပါခေါ်ဆောင်ပြီး MA30 BA94 အမျိုးအစားတနတ်တလန်ကိုမမကြီးအတောင်30ကြီးပေါက်တစ်ခုလိုနဲ့အတူဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်နက်ခရဲနဲ့အတူအလင်းဝင်လာတာကြောင့်ထိုက်တဲ့စုချင်းငွေရရှိဖို့အတွက် NUG MOD တို့တင်ပြဆောင်ရွက်ထားကြောင်းနဲ့အလင်းဝင်လာတဲ့မိသားစုကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားသလိုအလုတ်လုတ်ကိုင်းလိုပါကလုတ်ကိုင်းနိုင်ဖို့ကူညီဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ထပ်မံအလင်းဝင်ရောက်လာမယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြိုးဆိုးသွားမှာဖြစ်ပြီးလက်နက်ယူဆောင်လာပါကထိုက်တဲ့နဲ့စုငွေချင်းမြင့်သွားမှာဖြစ်တော့လဲတိုက်ပွဲအတွင်မှာလက်နက်ချပါကစစ်တုံးမှန်အဖြစ်သားဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့လဲရင်းမှာပဲခရိုင်တရင်30ကအတည်ပြုထားပါတယ်။ ဆက်လက်ပြီးလိုင်စင်မလျှောက်ထားတဲ့ရွှေဆိုင်တွေကိုတင်းကျပ်စွာအရေးယူတော့မယ်လို့ဆိုတယ်။ပြည်တွင်းရွှေစည်သိန်း80ကျော်အထိတက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီစီမှလိုင်းစင်မလျှောက်ထားတဲ့ရွှေဆိုင်တွေကိုတင်းကျပ်စွာအရေးယူရမယ်လို့ရွှေလုံငန်းရှင်များအသင်းကထုတ်ပြန်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရွှေလုံငန်းရှင်တွေရွှေဆိုင်တွေနဲ့အွန်လိုင်းမှာတက်ဆင်ရွှေရောင်းဝယ်သူတွေအားလုံးမဖြစ်မနေလိုင်းစင်လျှောက်ထားကြပါဖို့နဲ့ နိုင်စင်မဲ့ရွှေဆိုင်များကိုတင်းကျပ်စွာအရေးယူတော်မှာဖြစ်ကြောင်းအသိပေးထားပါတယ်။အွန်လိုင်းမှာရွှေရောင်းဝယ်သူများအနေနဲ့ငွေစုစာအုပ်နဲ့ရွှေရောင်းခြင်း၊တာလီစနစ်နဲ့ရွှေရောင်းခြင်း၊ကန်ဆမ်းမဲ့ဖောက်ပြီးရွှေရောင်းခြင်းများမပြုလုပ်ဖို့လည်းအသိပေးထားပါတယ်။ဖီဒရင်းစ်ရွှေဈေးဟာဒီနှစ်တကြံကာလပိတ်ရမတိုင်မီကာလကတစ်ချက်သား7.30ဝန်းကျင်မှာပဲရှိရကပြီးခဲ့တဲ့လနဲ့ဒီလဆန်းပိုင်းတွေမှာဇက်တိုင်မြင့်တက်လာနေတာဖြစ်ပါတယ်။ တကယ်ကစီးပွားရေးတိုးတက်အောင်လုပ်ရမှာလက်ပေးလက်ယူတွေကိုရောနှဲသွားအောင်လုပ်ရမှာဒါတွေမလုပ်ဖဲဒေါ်လာဈေးရွှေဈေးတက်တိုင်းအဖမ်းပြဖမ်းပြီးဆိုခဏပြန်ကြ ပြီးရင်ပြန်တက်တာပဲအချောင်းမျိုးမျိုးနဲ့ကိုလိုက်လံချင်းချောင်းနေရောလို့အမိမဖော်လို့သူစီးပွားရေးလုပ်ငန်းရှင်တဦးကဝေဖန်ပါတယ်စစ်ကောင်စီရဲ့ရွှေစည်းဒေါ်လာစည်းထိန်းချုပ်တဲ့မူဝါဒတွေကအခြေခံလူဒန်းစားတွေအခြေခံစားတောက်ကုန်စည်းတက်တဲ့ဒုက္ခတွေနဲ့သာရင်ဆိုင်ရတယ်လို့သူကဆိုပါတယ်လက်တလောရွှေစည်းနှုံများမတိမငိမ့်ဖြစ်နေမှုများအပေါ်ရွှေစည်းတည်ငိမ့်ဖို့ရွှေဆိုင်များအနေဖြင့်နေ့စဉ်ရွှေဆိုင်အားဖွင့်လျက်ချင်းတတ်မှတ်စည်းနှုံဖြင့်ရောင်းချခြင်းလိုအပ်တဲ့လိုင်စင်များလည်းရှောက်ထားဆောင်ရွက်ပေးဖို့တတိပေးထားပါတယ် ဒီလိုအတိပေးထားပေးမယ်ဇွန်လ12ရက်မှာတော့တရရိပ်မြင့်တက်နေတဲ့ပြည်တွင်းအခောက်ရွှေစီတစ်ချက်သားကို7380ဝန်းကျင်ကိုရောက်ရှိလာပြီးနောက်မှာရွှေဆိုင်တချို့ကိုရွှေအတုံးခဲရောင်းချမှုတွေရပ်ထားဖို့ရွှေလုပ်ငန်းရှင်အသင်းကအတိပေးညွှန်ကြားလာတယ်လို့လည်းရွှေလုပ်ငန်းရှင်တချို့ကပြောပါတယ် ပြည်တွင်းဈေးကွက်မှာတော့ဇွန်လကစတင်ကရွှေဈေးအမြင့်ဈေးနဲ့အတက်အကျဖြစ်နေရပြင်ပရွှေပေါက်ဈေးနှုန်းမှာ80သိန်းအထိဈေးအမြင့်ဆုံးနဲ့ဈေးတက်နေတာဖြစ်ပါတယ်။အခုလိုပြင်ပဈေးကွက်မှာရွှေဈေးဟာတစ်ကျပ်သားသိန်း80ဝန်းကျင်ကိုရောက်လာပေမဲ့စစ်ကောင်စီရဲ့တသက်ထုရွှေရည်ညွန်းသတ်မှတ်ရေးကော်မတီရဲ့ဒီမနက်ပိုင်းရွှေဈေးဖွင့်လှစ်မှုမှာတော့တစ်ကျပ်သားကို158သိန်းကျော်ပဲသတ်မှတ်ထားပါတယ်။ စစ်ကောင်စီအာဏာသိမ်းကာလအတွင်းပြည်တွင်းရှေဝဲလိုအားကရောင်းနိုင်တဲ့ပမာဏထက်များနေတာနိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာငွေဆက်ကူရိုက်နှိမ်မှုနဲ့ပတ်သက်တဲ့ကောလာဟလတွေကြောင့်ရွှေဝယ်ဆူကြတာရွှေထွက်တဲ့ဒေသတွေမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်ရွှေဈေးနှုန်းစံချိန်တင်တက်လာနေတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Day for Myanmar ကထောက်ပြထားပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။